တရားမြတ်တမှုကိုစန့်ကျင်တာကဘာလဲလူမျိုးရေးတွေကိုမုန်းတာတို့ဘာတို့ဒါတွေကနောက်တစ်ခုကဘာသာရေးဘာသာရေးကိုဆွဲပါကောင်းပါတယ်ဘာသာရေးကိုတကယ်ဆွဲရင်လူမျိုးရေးပါကြွက်သွားကြွက်သွားတာဗောဒါဗောဆရာတို့လည်းဖုန်းဖုန်းတို့လည်းသိတယ်ဘာသာတရားဆိုတာကိုယ့်ရဲ့အတ္တတယ်ကိုယ့်ရဲ့ဖြစ်ချင်တာတဲ့ဘုရားသခင်ဖြစ်ချင်တာကိုလုံးဝလက်ပါလားအတ္တခွာတာဗော ုံဘုံတို့မှာလည်းအတူတူပဲကိုဖြစ်ချင်တာတဲ့ဗုဒ္ဓရဲ့လမ်းညွှန်မှုနောက်ကိုလိုက်ရတာဗုဒ္ဓနာဟိတာရာဟိုမုတာတီတိုင်းပြည်ကိုမတို့တက်စေဘူးစုံယုံစေတယ်မုတာတီတိုင်းပြည်ကိုမတိဆောက်ဘူးဖြိုဖျက်တယ်မုတာတီတိုင်းပြည်ကိုကုသိုလ်ကိုမပွားစေဘူးအကုသိုလ်ကိုပွားစေတယ်မုတာတီကောင်းမှုသူဆက်ကိုဖြစ်စေဘူးမကောင်းမှုသူဆက်ကိုဖြစ်စေတယ်မုတာတီနောက်ဆုံးဓမ္မနဲ့ကင်းဝေးပြီးတော့အတ္တမကြီးကိုပဲထွန်ကားပြီးတော့မှ အကောင်လုံးလူတွေအကျင့်ကအစဇာရိတာကအစအတွေးခေါ်ကအစချွတ်ချုံကြပြီးတော့မှတိုင်းပြည်ပျက်စီးခြင်းကိုပဲငါးပါးမောက်ပြီးတော့မှရောက်ရှိသွားစေနိုင်တဲ့အရာဖြစ်တယ်မိတ်ဆွေများအားလုံးတော်လန်တော်နေသက်ပါဘာသာရေးကပြောတဲ့နိုင်ငံရေးစကားအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဘုဒ္ဓဝါဒနွန်သွင်းသက်စင်းနေရတဲ့ငါတို့တိုင်းပြည်ဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးလာခဲ့ရမှာဒီတစ်ပတ်မှာဆွေးနွေးချက်အပိုင်းငါးကိုရောက်ရှိလာပြီဖြစ်ပါတယ်ပိုင်းကားမှာ မလနာဟာဖက်ဂါရီဆရာဦးစုနေဦးတိခါတော်ရဆရာတရာပေသူတို့နဲ့အတူအခုလိုဆွေးနွေးတင်ပြထားကြတာပဲဖြစ်ပါတယ်။ဘာသာရေးကိုဗန်းပြပြီးတော့ဘာသာရေးကိုအကြောင်းပြပြီးတော့အဲ့ဒီလူတွေကလည်းတာမန်လူတွေမဟုတ်ဘူးခေါင်းဆောင်တွေဟုတ်ကဲ့တလားခေါင်းဆောင်တွေတရုတ်တရံမမှန်ကန်တဲ့သူတွေပေါ့ဆရာရဲ့ခေါင်းဆောင်တွေဖြစ်လာပြီးတော့ဒီလူတွေကဘာလုပ်လဲဆိုတော့ဖုံးဖုံးမိတ်တယ်လို့ပဲဦးစင်ပြောသလိုပဲအတင်းသူတင်းသားအချင်းချင်းချားတယ်မှာသွေးကြောက်အောင်သာပြောတာသူဟုတ်တယ်သွေးကြောက်အောင်သာပြောတာ ဘာနဲ့သွားပြောဆိုမုတာနဲ့သွားပြောတယ်သူကဟုတ်ကဲ့မုတာတွေနဲ့သွားပြောပြီးတော့သူ့လူကိုလူသူ့ဖွဲ့ကိုဖွဲ့သူ့ခိုင်းကိုခိုင်းကွဲအောင်လှုပ်တော့တာလှုပ်တော့တာပဲအသိတော်ပြုတ်ခွဲဖို့အတွက်ဖြစ်လာတဲ့မညညွတ်မှုတွေဖြစ်လာတယ်ဒါကိုသိတယ်တမန်တော်ကနော်တမန်ရှင်ပေါလုကသူ့ရဲ့သားတစ်ဖက်တိတူကိုဒီလိုစာရေးတယ်ဆိုတော့ဓမ္မသစ်ချမ်းရဲ့တမန်ချမ်းစာဓမ္မသစ်ချမ်းရဲ့တိတူဩဝါဒစာအခန်းကြီး1အခန်းငယ်7မှာဖက်ဆရာတယောက်ကဒါလေးကဥစဉ် ျွန်တော်တို့ကတမာချမ်းစာပါတရားလေးဟာအနည်းငယ်လေးချစ်ဖွယ်ကောင်းတဲ့ချမ်းပိုင်လေးဟုတ်ကဲ့ဗျာကရရသားမြေမုတာဆွေလန်းသားရဲ့ချမ်းကျုပ်စားကျူတုတ်တုတ်လူရုပ်ပြီဟိုဆက်ဆိုသတည်းအဲချမ်းစာပါလေကရရသားမြေအာတကရရသားမြေမုတာဆွေလန်းသားရဲ့ချမ်းကျုပ်စားကျူတုတ်တုတ်လူရုပ်ပြီမုတာတုံးတဲ့လူလားလူရုပ်တည်တယ် ဟုတ်ကဲ့ဗျာ။ရုပ်ဆိုအရုပ်ကိုပြောတာမဟုတ်ဘူးနော်။ရုပ်ကန်းတာကိုပြောတာ။ဟုတ်ကဲ့ရုံမာ။ရုပ်မာတာကိုပြောတာ။ရုပ်ကန်းတာရုပ်မာတာအချင်းရုပ်တာအချင်းပုတ်တာဒါကိုပြောတာ။အဲ့ဒီစာကျူတုတ်တုတ်ဂျန်ကျုပ်ကျုပ်ဖြစ်လာတဲ့လူရုပ်ကဘယ်အနေအခြေတည်လဲဆိုရင်မုသာအနေအခြေတည်တယ်။မုသာဆွဲလန်း။ဆိုတော့ဒီမုသာဟာအခုကျွန်တော်တို့တိုင်းပြည်မှာ မကြခင်လောလောဆယ်တိုင်းပြည်အာဏာကိုရယူထားတဲ့စက္ကမ္ဘာလို့ပြောတယ်။ဒါပေမဲ့လုံနေတဲ့လောက်ရက်ကပြောနေတဲ့စကားနဲ့ စန့်ကျင်ပဲဟုတ်လားမဟုတ်လားအခုကြည့်ဟိုပါတီလေးအဲ့လိုပြောလို့ကျွန်တော်တို့ကဟိုဒီဒီဒီရွက်ကပွဲကိုဟိုထည့်ပြောတာမဟုတ်တော့ဘူးဒီလမ်းမဆိုင်ဘူးကျွန်တော်လည်းမထောက်ခံဘူးအသိမှလမ်းပြဘူးစိတ်ထဲရှိတဲ့လူကိုမတတ်မှတ်ဘူးဒါပေမဲ့သူတို့ပြောနေတဲ့စကားနဲ့သူတို့လုပ်နေတဲ့လုပ်ရကစန့်ကျင်ပဲဖြစ်နေတယ်ဆိုတော့မိမောက်ထိုးကျင်တာစပေါ့လိုက်ပေးကျင်တာမှုသားပါခြေခံနေရအာမှုသားအဲ့ဒါမှုသားပဲ တော့ဒီမူသားကိုပဲတုံးပြီးမူသားကိုပဲလှုပ်အခုချီသူတို့ကိုလက်ခံပြီးတော့ထောက်ခံပြီးတော့ရွက်ောက်ပွဲဝင်ပါမယ်လို့လှုပ်တဲ့ပါတီလေးကိုဖျက်သိမ်းလိုက်တယ်ဟုတ်ပါဘူးတင်ခွင့်မပေးဘူးဟုတ်လားဆရာဒီဒီနေသားလေးရှိတယ်ဒါဆိုရင်ဒါလည်းဘာလဲဒီမိုကရေစီอ่ะဘာလဲပါတီစုံอ่ะ ဟုတ်မလားဟာသူတို့လူကျင်တဲ့လူကိုကြတာအခုပါလေဟိုမှာထောင်ထဲကထုတ်ပြီးတော့မှာဘာလို့လဲရွက်ကွက်ပဲဝင်ခွင့်ပေးတယ်ဆိုတော့သတင်းလေးတွေကျွန်တော်တွေ့ရတယ်ဗျလူငယ်မှာပေးလိုက်လူငယ်ပေးလိုက်တယ်ဒေါက်တာအေးမှာဟုတ်လားပါညာဆိုတော့ဒါမျိုးလေးတွေပေါ့နော်အဲ့ခါကျတော့သူတို့ပြောနေတဲ့စကားနဲ့သူတို့လုပ်နေတဲ့လုပ်ရက်ကစန့်ကျင်ပဲဖြစ်နေတာဒီဗါလေမုတာဖြစ်တယ်မုတာတိတပည့်တော်နောက်ဆုံးပြောချင်ပါတယ်ပို့ပို့နောက်ဆုံးပြောချင်ပါဆရာကြီးဒါတော့ဗါလေဆိုရင်မုတာတိတိုင်းပြည်ကိုမတို့တက်စေဘူးစုံယုံစေတယ် ်မုသာတိတိုင်းပြည်ကိုမတိဆောက်ဘူးဖြိုဖျက်တယ်မုသာတိတိုင်းပြည်ကိုကုသိုလ်ကိုမပွားစေဘူးအကုသိုလ်ကိုပွားစေတယ်မုသာတိကောင်းမှုသူဆက်ကိုဖြစ်စေဘူးမကောင်းမှုသူဆက်ကိုဖြစ်စေတယ်မုသာတိနောက်ဆုံးဓမ္မနဲ့ကင်းဝေးပြီးတော့အတ္တမကြီးကိုပဲထွန်ကားပြီးတော့မှအကောင်လုံးလူတွေအကျင့်ကအစဇာရိတာကအစအတွေးခေါ်ကအစချွတ်ချုံကြပြီးတော့မှတိုင်းပြည်ရပျက်စီးခြင်းကိုပဲငါးပါးမောက်ပြီးတော့မှရောက်ရှိသွားစေနိုင်တဲ့အရာဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်တို့ဟာ ဒါလောက်မူတာကိုတွင်တွင်သုံးပြီးတော့မှမူတာလိန်လိန်လှည့်ပြခြင်းဆော့ဆော့ဖုံဖုံမိတ်တယ်လို့ပဲဗျောင်းလိန်နော်ညနာပြောင်ပြောင်နဲ့ဗျောင်ကြီးကိုလိန်နေတဲ့ဒီအလိန်ညာတွေဖြစ်နေတဲ့ဒီ institution ကို ကြီးကြီးကို မထောက်ခံအားမပေးရုံမြတ်မကစန့်ကျင်တော်လှန်ပြီးတော့မှဓမ္မတစ္ဆာတည်မြဲတဲ့နိုင်ငံတည်ဆောက်ဖို့အတွက်ရှိနေတဲ့နေရာရောက်နေတဲ့အရက်ကနေအထူးသဖြင့်ကျွန်တော်တို့ကဲ့သို့သောဒါဘုရားဘာသာမှာဆိုရင်လည်းဖုံဖုံတို့လူတန်ဃာတော်တွေဆရာတော်တွေ အစ္စလမ်ဘာသာဝင်မှာဆိုလဲဆရာတို့လိုဘလီဆရာတွေနော်ဆာချပုဂ္ဂိုလ်တွေမှဆာပြောင်းចောင်းចောင်းဆရာတွေလဲဆန်ចောင်းတွေအများကြီးယူနော်ចောင်းဆရာတွေမှဆာပါဝင်နေကျွန်တော်တို့မှဆိုရင်လဲ reverend တွေ pastor တွေ evangelist တွေဓမ္မဝင်ဆောင်တွေအားလုံးကဒီမှုတာကိုလုံးဝလက်မခံပဲစန့်ကျင်ပြီးတော့မှဓမ္မနိုင်ငံတည်ဆောက်နိုင်ဖို့အတွက်တမန်တော်ကိုပြောဖို့သွားဖို့လိုတယ်ဆိုတာလေးကိုပြောရင်းနဲ့ကျွန်တော်အနေနဲ့ကတော့ ဒီຢာလေးကိုနှီးကုန်းချုပ်ပါလေဆရာမြန်မာနိုင်ငံမှာနောက်တစ်ခုကအခုရွေးကောက်ပွဲနီးလာပြီဆိုရင်အရှိမပြောဆိုလူမျိုးရေးဘာသာရေးပေါ့နော်ဟုတ်ကဲ့ဆရာလူမျိုးရေးဘာသာရေးဆိုတာကကိုယ့်လူမျိုးကိုချစ်ပြီးကိုယ့်လူမျိုးကိုထိန်းသိမ်းတာတိတ်ကောင်းတာပေါ့ကောင်းတာပေါ့ဆရာရဲ့ဒါပေမဲ့ကိုယ့်လူမျိုးကိုချစ်ဖို့အတွက်တခြားလူမျိုးမုန်းရတယ်မလို့ပါဘူးတပည့်တော်တို့ကျမ်းတော်များကိုရာမှာကာနာ9မှာပါရမတ်10မှာဆိုရင်လူမျိုးတစ်မျိုးကိုတရားမျှတမှုကိုလက်လွတ်ဖို့အတွက်လူမျိုးတစ်မျိုးကိုမုန်းလို့မရဘူးခွဲခြားလို့မရဘူး နော်ကန့်သက်လို့မရဘူး။ဘာဖြစ်လို့တော့ဆိုရင်အဲ့ဒါတရားမျှတမှုကိုစန့်ကျင်ဘက်ဖြစ်တဲ့အတွက်ကြောင့်မို့ကိုရာမှာဆက်မယ်အေးဒီလို့ဟိုကအကရာဘူဖစ်သဘစ်တကွာနော်အတင်တို့ဟာတဲ့တရားမျှတဆိုတာနေပါတဲ့အဲ့ဒီတရားမျှတမှုသည်တဲ့တကွာနဲ့အနည်းဆုံးအစ္စလာမ်ဓမ္မမှာအရေးကြီးဆုံးရေဒဝါနုမင်းအလ္လာဟီအက်ဘတ်အလ္လာဟ်နှစ်သက်မြတ်နိုးမှုဟာအကြီးကျယ်ဆုံးအကောင်းဆုံးအမွန်မြတ်ဆုံးတရား ဆိုတော့အဲ့ဒါနဲ့အနည်းဆုံးကဘာလို့တကဝတရားတကဝဆိုတာသီလတမာရီနဲ့ပြည့်စုံတဲ့နှလုံးသားဖြူစင်တဲ့အလားသိစိတ်မပြတ်ထားတဲ့မကောင်းမှုအကုသို့ကိုရှောင်ပြီးကောင်းမှုကုသို့ကိုစီးပူးခြင်းမူတိဆောက်တယ်ဒါတကဝတရားအဲ့ဒီတကဝနဲ့အနည်းဆုံးကတရားမျှတမှုအဲ့တရားမျှတမှုကိုစန့်ကျင်တာကဘာလို့လူမျိုးရေးတွေကိုမုန်းတာတို့ဘာတို့ဒါတွေကနောက်တစ်ခုကဘာသာရေးဘာသာရေးကိုဆွဲပါကောင်းပါတယ်ဘာသာရေးကိုတကယ်ဆွဲရင်လူမျိုးရေးပါကြွတ်သွား ွတ်သွားတာပေါ့ဒါပေါ့ဆရာတို့လည်းဘုန်းဘုန်းတို့လည်းသိတယ်ဘာသာတရားဆိုတာကိုယ့်ရဲ့အတ္တတယ်ကိုယ့်ရဲ့ဖြစ်ချင်တာတဲ့ဘုရားသခင်ဖြစ်ချင်တာကိုလုံးဝလက်ပါလားအတ္တခွာတာဟုတ်ဘုံဘုံတို့မှာလည်းအတူတူပဲကိုဖြစ်ချင်တာတဲ့ဗုဒ္ဓရဲ့လမ်းညွှန်မှုနောက်ကိုလိုက်ရတာလေဘုဒ္ဓနာဟိတာရဟိုမြားကောင်းကျိုးတကူပဲကိုလို့ချင်တာလို့လို့မရဘူးလေမြားကောင်းကျိုးလို့ရတာဟိုအဲ့ဒါပြောတာဒီဘာသာတရားတွေဆိုတာအတ္တကိုအမှန်ကတော့ချွတ်ပေးတာအတ္တကိုနဲနိုင်တဲ့လောက်နဲအောင်လုပ်ပေးတာ ဆိုတော့ဘာသာတရားကိုငါကတော့မျက်နှိုးပါတယ်တွေ့တာပါတယ်ယုံကြည်ပါတယ်သက်ဝင်ပါတယ်လို့ပြောပြီးတော့အတ္တတွေကြီးနေကိုယ့်ကိုပြန်ဆန်းစစ်ဒါဘာသာတရားကိုမျက်နှိုးတာမဟုတ်ကိုယ့်အတ္တကိုရှည်ရမ်းတင်နေတာကိုယ့်အတ္တရှည်ရမ်းတင်ဖို့အတွက်ဘာသာတရားကိုအသုံးချနေတာဟုတ်အဲ့ဒါလူတွေထဲမှာတချို့လူတွေကကြမသိဘဲနဲ့ဖြစ်နေကြတာအဲ့ဒါဟုတ်ကဲ့ဘာသာတိုင်းမှာငါတို့ဘာသာကောင်းတယ်သိကောင်းပါလားကိုယ့်ဘာသာကောင်းတယ်လို့ပြောတာသိကောင်းတယ် ိုယ်ဘာသာကောင်းမှုအတွက်တခြားဘာသာကိုနှိမ့်ကွစရာမလိုပါဘူးတခြားဘာသာကိုအပြစ်ဆိုစရာမလိုပါဘူးပြီးတော့တရားမှာဆိုရှိတယ်ကျောင်းတော်မြတ်ကိုယ်တိုင်ခန္ဓာ၆ပါရအမတ်၁၀၀နဲ့ရှင်းမှာဝလာသဆုဘလဒီနယဒူနာမင်ဒူနလာအတင်တို့ဟာတဲ့အလာကလွယ်ပြီးတခြားသောဘာသာအယူဝါဒတွေကိုတောင့်ဝင်ယုံကြည်သူတွေကိုအပြစ်ဆိုတာကဲ့ရဲ့တာရှုံချတာလုံးဝမလုပ်ပါဘူးကုရာမှာပြောထားပြီးသားနော်ဓမ္မတော်မုဟမ္မဒ်သခင်ကတရားကြတော့မိမိရဲ့တပည့်တာဝကတွေကိုမိန့်တယ် ကို့အဖေမေကိုကိုပြန်ပြီးမဆဲရအောင်တာဝကတွေကပြောတာရာရဆူလာအိုအလရဲ့တမန်တော်ကျွန်တော်မျိုးတို့ကဘလို့ဖြစ်လို့ကို့အမိဘကိုကိုပြန်ပြီးတော့စေးတိုင်းထွာမှုပြုလို့ရမှာလဲတမန်တော်ကပြန်ပြီးတော့ပြောမဟုတ်ဘူးတဲ့တခြားသူတွေရဲ့မိဘတွေကိုစေးတိုင်းထွာတာရိုင်းဆိုင်တာအဲ့လိုပြုလုပ်တာဟာကို့မိဘကိုဆဲတာနဲ့အတူတူပဲတနည်းပြောချင်တာကတခြားဘာသာတွေကိုစော်ကားတယ်ဆိုတော့ကို့ဘာသာကိုစော်ကားတာနဲ့အတူတူပဲဒီနေ့တချို့ကပြောတယ်ကို့ဘာသာကို အဲ့ဆိုရင်တချို့ကမေးကြတယ်တော်တော်များများမေးကြတယ်ကျွန်တော်တို့ဘာသာကိုစော်ကားနေစော်ကားနေသူကန်နဲ့သူသွားလိမ့်မယ်လေသူ့လိုရနေသူ့အပြစ်သူသွားလိမ့်မယ်အချိန်တစ်ခုပဲစောင်းလာသူစော်ကားတယ်လို့ငါတို့လည်းပြန်စော်ကားမယ်ဆိုသူ့ထက်သူ့လိုတယောက်ကိုဖြစ်သွားအောင်ဖြစ်သွားမှာဟုတ်ပါကျွန်တော်ကဆဲလို့ဆရာပြန်ဆဲရင်ဆရာကျွန်တော်လိုမရိုင်းနေတဲ့တယောက်ဖြစ်သွားမှာဦးစင်းလည်းတပည့်တော်လိုရိုင်းနေတဲ့တယောက်ဖြစ်သွားမှာဟုတ်လားဆိုတော့အဲ့ဒီအတွက်ကြောင့် तू ကဆဲလို့ငါဆဲမယ်ဆိုရင်ရှေ့မှာဆရာတို့ပြောသလိုပဲဘယ်သူပဲပြောမှာနော် ပြီးတော့ဒီပုံပြတပိတော်တို့ငငယ်ကအိုရူသူစာအုပ်တွေဖတ်ရတော့ပုံပြလေးတစ်ခုရှိတယ်အဲ့ဒါကဘာလို့ကြားနဲ့ချင်သေးတယ်သားကောင်တော်ကောင်မိတယ်သားကောင်တော်ကောင်ပြီးတော့မင်းဟာငါဟာမင်းဟာငါဟာနဲ့ခြားကြရင်တက်ကြပုတ်ကြရင်တက်ကြပုတ်ကြရင်တော့ကြားအောင်ချင်သေးရောကခွန်အားမရှိတော့အဲ့မှာပါလို့လဲဝင်းပလူရဲ့ကြားထဲကနေအဲ့ဒီသားကောင်သားလေးရှိသွားမြန်မာပြည်မှာဝင်းပလီရှိတယ်။ကဘာမှာလည်းဝင်းပလီရှိတယ်။ကျွန်တော်တို့ဘာသာဝင်တွေကြားထဲမှာရှိတဲ့တံပိုးအရှိဆုံး တံမိုးရှိတယ်ဆိုတော့မတူတာတံမိုးရှိတာနော်ဒါတော့ဆရာတချို့တွေကအတ္တကြီးဘာဖြစ်တော့ဆိုငါတို့ကပူတာပြီးတော့ဥမာတချို့ဆိုရင်ဘာပြောတော့ငါတို့ကပူတာဖို့လိုအပ်တဲ့အတွက်ကြောင့်ပြောနေကြတာဥမာဘာသာရေးအရာလူမှုရေးအရာပြီးတော့နောက်တစ်ခုကကိုနားမလဲတဲ့ topic တွေ లై မပြောကြနဲ့ဥမာကိုကလူမျိုးရေးအရာကျွမ်းကျင်တာလားဘာသာရေးကျွမ်းကျင်တာဆရာတို့ကျွန်တော်တို့ဆိုရင်နိုင်ငံရေးပြောတော့မှကိုကျွမ်းကျင်တဲ့ဘာသာရေးဘာကတော့အနေပဲပြောတာဘာသာရေးအထိုင်ကပဲပြောတာဘာဖြစ်လို့ ကိုမကျွမ်းကျင်တဲ့နိုင်ငံရေးဆိုင်ရာ ideology တွေထပြောလို့မရဘူးဘာလို့လဲဆိုလွဲသွားမှာဆိုလို့အလားတူပဲလူမျိုးရေးဆိုင်ရာကျွမ်းကျင်တဲ့သူကလူမျိုးရေးကိစ္စပြောတမိုင်းကျွမ်းကျင်တဲ့သူကတမိုင်းကိစ္စပြောနိုင်ငံရေးကျွမ်းကျင်တဲ့သူကနိုင်ငံရေးကျွမ်းကျင်ကိစ္စပြောအဲ့ဒါဆိုအနေရကင်းတယ်ကျွန်တော်တို့အခုမှ TikTok လေးစဖွင့်ပြီးတော့ကိုယ့်ကိုယ်နိုင်ငံရေးသူက TikTok မှာပြောချင်ရတယ်ပြောတာနိုင်ငံရေးလောက်တာမဟုတ်ဘူးနော်နိုင်ငံရေးတကယ်လို့ချင်နိုင်ငံရေးကိုတကယ်နားလည်အောင်ကျွန်တော်တို့ကတော်လိုင်းရေးလောက်တာနိုင်ငံရေးလောက်တာမဟုတ်ဘူး မတရားမှုတွေကိုတော်လှန်နေတာမတရားမှုကကြိုက်တဲ့နေရာမှာတော်လှန်လို့ရမှုသားတွေရဲ့စိုးကျိုးတက်ရောက်မှုတွေအကြောင်းကိုဘာသာရေးရှုတော်အသီးသီးကနေဆွေးနွေးခဲ့ကြတဲ့ဆွေးနွေးချက်အပိုင်း၅ပဲဖြစ်ပါတယ်ဆွေးနွေးချက်ဤကုန်းပိုင်းကိုဆက်လက်တင်ပြသွားမှာဖြစ်တဲ့အတွက်အားလုံးဆောင်မြောက်ကြည့်ကျွတ်နိုင်တယ်ဆိုတဲ့အကြောင်းကိုသတင်းကောင်းပါပါတယ်အားလုံးကိုကျေးဇူးများစွာတင်ရှိပါတယ်ကိုဘာသာကိုတံမိုးထားရင်တခြားသူတွေရဲ့ယုံကြည်ကိုးကွယ်ရာတွေကိုလည်းတံမိုးထားအဲ့ဒါကိုဘာသာကိုတံမိုးထားရတဲ့အတူတူပဲဘာဖြစ်လို့လဲဆိုတော့ ဘာသာတရားတွေကိုတခြားဘာသာတွေကိုတန်ဖိုးထားဖို့ပဲလမ်းညွှန်ဆုံးမဩဝါဒပြုတာဘယ်ဘာသာကမှဘယ်ဘာသာကိုစော်ကားလို့ကုသိုလ်ရမယ်ကျမ်းချက်မှာရှာလို့မရဘူးအဲ့ဒီကျမ်းချက်ရှိတယ်လို့ပြောရင်လိန်တာပဲဗုဒ္ဓရဲ့တာဝကယဟန်နေဟာလည်းပဲဗုဒ္ဓရဲ့ခြေဘွားတော်ထက်ချက်မှာကွာလိုက်ပြီးတော့မှမကန်အကျိုးရှိတဲ့ဇကားကိုပဲဦးဇင်းတို့ပြောကြားပါလိမ့်မယ်ဒီနေ့ဆရာတို့ပြောနေတယ်ဦးဇင်းတို့ပြောနေတဲ့ဇကားတွေဟာအကျိုးရှိတယ်မှန်ကန်တယ်လို့ယုံကြည်လို့ဦးဇင်းတို့ပြောနေတာဖြစ်တယ် ကြိုက်တာမကြိုက်တာနှစ်သက်တာမနှစ်သက်တာက နားထောင်သူကြည့်ရှုသူရဲ့အလုပ်သားလေးဖြစ်တယ်။မိတ်ဆွေများအားလုံးတော်လန်တော်နှစ်သက်ပါ။ဘာသာရေးကပြောတဲ့နိုင်ငံရေးစကားအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဘုဒ္ဓဝါဒနွန်တွင်တက်စင်းနေရတဲ့ငါတို့တိုင်းပြည်ဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးလာခဲ့ရမှာဒီတစ်ပတ်မှာဆွေးနွေးချက်ညီကုန်းပိုင်းကိုရောက်ရှိလာပြီဖြစ်ပါတယ်။တေခါရောရဆရာတရာပေသူမောနနာဟာဖစ်ကာဒီဆရာဦးစိုးနေဦးတို့နဲ့အတူ အခုလိုဆွေးနွေးတင်ပြထားကြတာပဲဖြစ်ပါတယ်။မတရားမှုတွေထဲမှာတော်လန်မှုအလိုအဆုံးကဘာတော့ကိုယ့်ရဲ့စိတ်ရိုင်းပဲ။ဟုတ်တယ်။တို့တရားမှာဆိုရင်အလ်မူဂျာဟီဒူမန်ဂျာဟာဒါနဖ်ဆာဝဖီတွာအတ္တလာနော်။ဂျီဟတ်လုတ်တယ်လို့နော်။ဂျီဟတ်လုတ်တယ်လို့ဆိုတာဘယ်လိုလုပ်လဲဆိုရင်ကိုယ့်ရဲ့စိတ်ရိုင်းကိုနိုင်အောင်လို့ထိန်းနိုင်တဲ့လူကဂျီဟတ်လုတ်တယ်လို့ကိုကိုကိုပြန်ပြီးတော့နော်။ကဲရကိုမကောင်းသေးပဲနဲ့ကိုကလူမျိုးရေးရမသိသေးပဲနဲ့အဲ့ဒီပြဿနာတွေကအဲ့ဒီမှာအကုန်ရှုပ်ကုန်တာ။ ဂျေဟတ်ကသရှုပ်တာပဲလေးစရာရဲ့ဂျေအော်ဂျေဟတ်ဆိုတာထမင်းလုံးသစေပါတကယ်လားဂျေဟတ်ဆိုတာကလူတွေကိုထမင်းလုံးသစေချောက်တာချောက်ထားတယ်တပည့်တော်တို့ဒီဂျေဟတ်မွတ်စလင်တွေကဂျေဟတ်လုပ်လိမ့်မယ်မွတ်စလင်တွေကဘာလုပ်လိမ့်မယ်တခါမှလည်းမလုပ်မြန်မာပြည်မှာဘယ်တခါမွတ်စလင်တွေကဂျီဟတ်လုပ်ဘူးလို့ဟုတ်ပါတခါမှလည်းမလုပ်ဘူးဟာတပည့်တော်တို့ကနောက်တစ်ခုကပြောပြအောင်မယ်မွတ်စလင်မှမဟုတ်ဘူးဗုဒ္ဓဘာသာမှမဟုတ်ခရစ်ယာန်မှမဟုတ်မြန်မာပြည်သားမှန်ရင်တယောက်နဲ့တယောက် ဆက်ရလာရသည်ငင်းနေကြတာဟုတ်လားမဟုတ်ဘူးလားဆရာဟုတ်တယ်ဟုတ်တယ်ဆရာဘာသာတိုင်းမှာငင်းခုံနေကြတာနိုင်ငံကြီးသိမ့်မုံပြောနေကိုကနဲ့ကိုငင်းနေတာတစ်ခါတည်း၁၂လရှိတယ်ဟိုဘက်ကတစ်လချီးပြီးတော့ငင်းငင်းသေးတာဟုတ်ပြီကိုလူတွေကဆိုတော့အဲ့တော့ငင်းနေတာဘယ်မှသိမ့်မုံစိတ်မုံလဲသာတခါတည်းကိုစိတ်ကိုတော့မနိုင်တဲ့သူတွေကဘယ်နိုင်ငံသွားသိမ့်ရမှာတော့ဟုတ်တယ်ဟုတ်တော့မလားဆိုတော့နောက်တစ်ခုကပြောချင်တာကနောက်ဆုံးတစ်ခုပြောချင်တာဘာသာရေးလူမျိုးရေးဆိုတော့ကိုဘာသာကိုတန်ဖိုးထားတာသိမ့်မုံမြတ်ပါ ကိုယ်သာသနာကိုကိုတန်မိုးထားတာလဲတိတ်ကိုမွန်မြတ်တယ်အလားတူပဲကိုယ်ဘာသာကိုတန်မိုးထားရင်တခြားသူတွေရဲ့ယုံကြည်ကိုယ်ပွဲရာတွေကိုလည်းတန်မိုးထားအဲ့ဒါကိုယ်ဘာသာကိုတန်မိုးထားရတဲ့အတူတူပဲဘာဖြစ်လို့လဲဆိုတော့ဘာသာတရားတွေကိုကတခြားဘာသာတွေကိုတန်မိုးထားဖို့ပဲလမ်းညွှန်ဆုံးမဩဝါဒပြုတာဘယ်ဘာသာကမှဘယ်ဘာသာကိုစော်ကားလို့ကုသိုလ်ရမယ်ကျမ်းချက်မှာရှာလို့မရဘူးအဲ့ဒီကျမ်းချက်ရှိတယ်လို့ပြောရင်လိမ်တာပဲအဲ့ဒါတို့ကျမ်းမှာလည်းမရှိပါဘူးမရှိဘူးဗုဒ္ဓဘာသာမှာလည်းမရှိဘူးခရစ်ယာန်မှာလည်းမရှိဘူးဒါပေမဲ့လူတွေကကျမ်းစာတွေကိုတပိုက် တပိတော်တို့အစ္စလမ်တရားတွေကိုတချို့နေရာတွေတပိုက်တပိုက်ဒါလေးနောက်ဆုံးပေါ့နော်တပိုက်တပိုက်ဖြတ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 ်ပြီးတော့တင်ရတယ်မင်းတို့လူတွေရဲ့ဂုတ်ကိုဖြတ်ပါတယ်ကိုရာမှာပါတယ်ဘယ်နေရာမှာတော့စစ်ပွဲနဲ့တတ်ဆိုင်နဲ့လမ်းညွန်ကြတယ်တပိတော်တို့အစ္စလမ်ကကြတခြားဘာသာရင်းနဲ့မတူတာတမန်တော်မုဟမ္မဒ်ကိုရော်တိုင်းကစစ်ပွဲပေါင်း80နဲ့တပွဲရှိတယ်သူခေကာလာမှာတမန်တော်မုဟမ္မဒ်ကိုရော်တိုင်းက20နဲ့9ပွဲစစ်ပွဲတွေမှာပါခဲ့တာ။တပည့်တော်တို့တရားမှာကြတော့စစ်ပွဲထဲမှာတရားသဖြင့်တိုက်ပွဲဝင်တာကအကုသို့ရ အဲ့နေရာမှာလည်းပါတော့ဆိုတော့ကိုယ့်စီကိုကျူးကျော်လာတဲ့ဥစ္စာလေဟုတ်အဲ့ဒါတွေကလည်းပြဿနာပါတော့ဆိုတော့စစ်ပွဲလမ်းညွန်ချက်တွေကိုခက်တီတီယူလာပြီးမသိရင်မှကိုယ့်ပတ်ဝန်းကျင်ရှိတဲ့လူတွေအကုန်တတ်တိုင်းတလို့လို့ဝါရဖြန့်တာပေါ့နော်ဆိုတော့အဲ့ဒါတွေကလည်းပြောပြီးသားတပည့်တော်တို့ကုရ်အန်ရဆို first alu ahla zikri in kuntu la ta'lam မသိရင်သိတဲ့လူတော့မင်းမသိတာကိုမသိတဲ့လူကိုထပ်မင်းမသိတဲ့အတရားတွေကိုထပ်ရတာဒါပဲလေဟုတ်တော့မလားဟို ဟိုတင်ပြပြီးနေကုန်းချုပ်ပါမယ်တမန်တော်မုဟမ္မဒ်တခင်ကမိတ်နေအီယာကွန်ဝဲလ်ဂူလူဝါဖစ်ဒီအသင်းတို့ကသာသနာရေးမှာအစွန်းရောက်တာယူသီးတာကိုရှောင်ကြပါတဲ့ဖအင်နာဟာအဟလကမန်ကာနာကဘလာအဲ့ဒီလိုအစွန်းရောက်မှုအယူသီးမှုတွေကအသင်းတို့အလျင်ရှိခဲ့တဲ့လူအဖွဲ့အစည်းတွေအကုန်ပျက်စီးခဲ့ရပြီဒါကြောင့်မို့လူမျိုးရေးဘာသာရေးဆိုတာချစ်ခင်မှာမျက်နှိုးပါတိတ်ကောင်းပါတယ်ဘာသာမတူတဲ့သူတွေကိုရင်ပတ်ကြဲကြဲခေါင်းကြဲကြဲထားပြီးဖယားသခင်ရဲ့လမ်းညွန်ချက်တွေကိုတသွေမတိန်လိုက်နာကျင့်ဆောင်ပြီးတော့ တံမိုးထားကြည့်ပါဘလို့အေးချလိုက်မလို့နော်တယောက်တည်းအေးချမ်းနေမှာပါနော်ဒါကြောင့်မို့ဘာသာတရားတွေကိုလက်ပိုင်ငါဘာသာအတွက်ဆိုဒေါသကြီးနေကိုယ့်အကူပြန်ပြီးမေးခွန်းထုတ်ဒါဘာသာတရားဟုတ်ရဲ့လားငါရဲ့အတ္တလားဆိုမေးခွန်းဒါကြောင့်မို့အားလုံးညီညွတ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ရဲ့ဘာသာတရားတွေရဲ့အနှစ်သာရတွေလမ်းညွန်ဆုံးမမှုတွေကိုသူ့ရဲ့အနှစ်သာရရှိတဲ့အတိုင်းဘာသာရေးကောင်းဆောင်နဲ့ဖွင့်ဆိုတဲ့အတိုင်းမဟုတ်ဘူးကျမ်းစာတွေကပြောတဲ့အနှစ်သာရတွေအတိုင်းနားလည်ဖို့လိုအပ်ပါလား။ဒါကြောင့်မို့ဘာသာပေါင်းစုံလူမျိုးပေါင်းစုံက ရေကိုမောင်နှမအားလုံးသည်မိမိတို့ရဲ့သက်ဆိုင်ရာဘာသာတရားတွေရဲ့လမ်းညွှန်ချက်တွေကိုဥလမတုံလိုက်နာကျင့်တော် နေတဲ့ဆွာကိုအလောရှိမြတ်ကချင့်မြေပေးသနာတော်မူပါစေ။ဟုတ်ကဲ့ဆရာနောက်ဆုံးညီကုန်းတအနေနဲ့ပေါ့နော်။အဲ့တော့ဥသင်တို့ရဲ့ဘုရားဘာသာရဲ့အဆုံးပန်းနိုင်ဟာဆရာနိဗ္ဗာန်ပါဗျ။တင်ပါ။နိဗ္ဗာန်ဆိုတော့တချို့ကထင်ကြတာပေါ့နော်။ဟိုဘုံကြီးတစ်ပုံလို့เออมีญาติราชีดาบ่เนาะถ้าบ่งนี้ตบุงชีจินบ่ชีจินอูเซ่บ่เปียวอูเนาะนิพพานโซดาก็ชีจินนี่เสียนิวานะโล အဓိပ္ပာယ်ရပါပုတ်ဖြတ်တယ်ပေါ့နော်ပါဠိရဲ့သဘောတရားဒီနိဝါဏနိဝါဏကနေမှာနိဗ္ဗာဏနိဗ္ဗာဏကနေနိဗ္ဗာန်ပေါ့ဒါကနိဝါဏဆိုတာကဦးသိန်းတို့ဝါဏဆိုတာကဆရာဟိုအပူတွေပေါ့အပူတွေကိုဖြစ်နေတာဗာလေလောဘဒေါသမောဟမာနဒိဋ္ဌိစကြီးတွေကိလေသာ၁၀ပါးလေဆိုတော့အဲ့ကိလေသာ၁၀ပါးကနေမှာထွက်လာလိုက်တဲ့ energy တွေဟာအပူတွေပဲอืมသူကအဲ့ဒီအပူတွေဦးသိန်းတို့နိုင်ငံမှာဒီအပူတွေ လောင်းနေတာလေအပူကငရဲပဲဆရာနေ့ရငရဲအပူရှင်းချင်းလေးဝါနလို့ခေါ်တဲ့ကိလေသာ၁၀ပါးနဲ့နိဆိုတာကကင်းစိတ်ပြီးတော့နေတာကင်းစိတ်နေတာကိလေသာ၁၀ပါးနှိပ်ဆက်မှုပူပါမှု မရှိဘဲနဲ့အေးချမ်းနေတဲ့အရာကိုနိဗ္ဗာန်လို့ခေါ်ပါလေဆရာကြီးဒါကနိဗ္ဗာန်ရဲ့သဘောတရားဒီနိဗ္ဗာန်ကိုရဖို့အတွက်ဦးဇင်းတို့ဟာတစ္ဆာလေးချက်ကိုသိဖို့လိုပါတယ်ဆရာနံပါတ်၁ ဒုက္ခသက်သာဒုက္ခရဲ့အစ်စ်မှန်ကိုသိဖို့လိုတယ်ဥသနုပြည်သူတွေဒုက္ခသက်မှန်ကိုမသိဘူးဟုတ်လားလက်ရှိပူလောင်းနေတဲ့အပူကြီးကိုအပူလို့မမြင်မနဲ့နောက်ဘဝကြာမှာရောက်မယ်ဆိုတဲ့မမြင်နိုင်တဲ့ရောင်ငယ်လို့သွားမြင်တာလေနော်အများဆိုအဲ့လိုဆိုတကယ်ဒုက္ခရောက်တာကဒီကုလက်လက်တွေပြစ်တော့ပါမှာရောက်နေအဒုက္ခအစ်စ်လေဒုက္ခအစ်စ်ကိုသိရမယ်ဥသနုကဒါကိုဒုက္ခသက်သာလို့ခေါ်ပါတယ်ဗျာဒုက္ခဘာကြောင့်ဖြစ်တယ်လဲသမှုရယလို့ခေါ်တဲ့ဟိုညစ်တွေမှုတဏှာပေါ့လောဘကအခြေခံတာဗျာ ဒီနေ့ပူသားတွေဖြစ်နေရအောင်ဆရာလောဘကြောင့်ဖြစ်တာဆရာဟုတ်လိုချင်မှုတွေဒီကိုနေ့မထိုက်တန်တဲ့အရာတွေကိုလိုချင်မှုတွေကြောင့်မထိုက်တန်တဲ့အရာမျိုးမျိုးမျိုးတွေဒီကိုနေ့မထိုက်တန်မဲ့နဲ့လိုချင်တော့အမျိုး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 တွေနဲ့မှုသားတွေသုံးဖို့တော့မတိဆောက်ကြတာလေဟုတ်အဲ့တော့ကိုနေ့မတန်မရာတွေလိုချင်မှုလောဘတွေကြောက်တာလည်းယင်ဒီမှုသားတွေတိဆောက်ကြပြီးတော့မှအဲလိုကြကန်ရတဲ့အခါမှာဒီအပူဆိုတာဖြစ်လာတာပဲဆရာရဲ့ဒီအပူကဆရာဦးသိန်းကိုနိုင်ကဖန်တီးလိုက်တဲ့အပူဒီဦးသိန်းတယောက်ထက်တဲ့ပူယုံမကပဲနဲ့ဆရာတို့ဘာပူဟတာလဲ ဒီနေ့မင်းအောင်လိုင်းရဲ့လောဘကိလေသာကြောင့်တနိုင်ငံလုံးပူးကုန်တာလေဒါရှင်းရှင်းလေးပဲဒါဒီနေ့အဖြစ်ဆိုတော့အဲ့ကြတော့ဦးဇင်းတို့ဟာအင်းငိမ့်မှုနိဗ္ဗာန်တက်ကိုရဖို့အတွက်ကိုနံပါတ်၁ကဒုက္ခအသစ်မှန်ကိုသိရမယ်ဒီဒုက္ခကိုဘယ်သူဖန်တီးနေတာလဲဆိုတော့သိရမယ်အဲ့ဒါကိုသိတဲ့အခါမှာဒုက္ခကိုဖန်တီးနေတဲ့ဒုက္ခကိုပယ်ရှားရမယ်ဦးဇင်းတို့ကဒုက္ခလာရအောင်ပယ်ရှားရမယ်ပယ်ရှားမှသာလျှင်သူက အဲ့ကြမှာသူကဒုက္ခကနေငြိမ့်သွားတဲ့និရောဓလို့ခေါ်တဲ့တစ္စာအင်းငြိမ့်မှုနိဗ္ဗာန်ရဲ့ဟိုပြောမယ်ဆိုတော့ငြိမ်းချမ်းမှုရဲ့အရာတာကိုခံစားကြရမယ်အဲ့တော့ဘလို့တိဆောက်ကြမလဲနော်လောဘအပူကိုဘလို့ပယ်မလဲဒေါသအပူကိုဘလို့ပယ်မလဲမာနအပူကိုဘလို့ပယ်မလဲပေါ့နော်ဒီလိုပယ်ဖို့အတွက်ကိုဘုရားကနေမှာလမ်းနဲ့ရှစ်ချက်ချခဲ့တယ် ကိုသိအများကြီးမပြောဖို့စီရဒီနေ့မှုသားနဲ့ပတ်သက်တဲ့စကားပြောတာဖြစ်တဲ့အတွက်အဲ့ဒီထဲမှာတမဝါစာဘုရားကမိနေနော်တမဝါစာကောင်းမွန်မှန်ကန်စွာ ပြောဆိုပါရှင်းရှင်းလေးနော်မိစ္ဆာဝါစာဆိုတာကမမမကန်ပြောဆိုတယ်စောစောအောင် ပြောခဲ့တဲ့အေးတွေးကွဲအောင်ပြောဆိုတယ်နော်ကြံတန်းနဲ့ယုံရင်ကြံတန်းနဲ့စကားတွေပြောဆိုတယ်အနစ်မဲ့တဲ့စကားကိုပြောဆိုတယ်ဒါမိစ္ဆာဝါစာပဲအဲ့ကြတော့အင်းငိမ့်နဲ့အငိမ့်တက်ကိုခံစားခြင်းနဲ့ ဘုရားဝါဒအစိုးစိုးနိဗ္ဗာန်တက်ကိုခံစားခြင်းရင်တမာဝါစာဖြစ်အောင်လုပ်ပါကိုပြောတဲ့စကားတမာဝါစာဖြစ်နေပါသည်ဒါကြောင့်ဘုရားကစကားချော်ကုန်းမင်းငယ်တာမမမကံမှုအကျိုးလည်းမရှိဘူးသူတစ်ပါးတည်းနှစ်သက်တယ်ဟုတ်နော်ဒါဒါတခွန်းမမမကံမှုအကျိုးမရှိဘူးသူတစ်ပါးတည်းမနှစ်သက်ဘူးဒီစကားနှစ်ခွန်းကြည့်သွားပြီနောက်တစ်ခါမကံနဲ့ဒါမဲ့အကျိုးမရှိဘူးသူတစ်ပါးတည်းနှစ်သက်တယ် မှန်ကန်တဲ့အကျိုးမရှိဘူးသူတို့ဘာတွေမနစ်သက်ဘူးနောက်တစ်ခုကမှန်လဲမှန်ကန်တဲ့အကျိုးလည်းရှိတယ်သူတို့ဘာတွေမနစ်သက်တဲ့တကားမှန်လဲမှန်ကန်တဲ့အကျိုးရှိတယ်သူတို့ဘာတွေနစ်သက်တဲ့တကားရဲ့လို့ဘုရားကစကားချော်ကုန်းကိုအခင်းပြခဲ့တယ်ဆရာအဲ့ဒီထဲမှာမှဘုရားကိုတော်တိုင်ကလည်းပဲမှန်ကန်အကျိုးရှိတဲ့စကားကိုပဲမိန်တယ်တစ်ဖက်သားနစ်သက်တာမနစ်သက်တာတစ်ပိုင်းဟွန်းဒီနှခုံးကိုပဲဘုရားမိန်ပါတယ်ဘုရားကိုယ်တိုင်ဟာ ပြောတဲ့အတိုင်းကျင့်တယ်ကျင့်တဲ့အတိုင်းပြောတဲ့ယထာဝါဒီတထာဂါဒီလို့ခေါ်တယ်တထာကတဂုံနဲ့ပြည်သူတော်မူအောင်နေခဲ့တယ်ဆိုတော့ဥသင်တို့ရဲ့ဗုဒ္ဓရဲ့တာဝကယဟန်နေဟာလည်းပဲဗုဒ္ဓရဲ့ခြေဘွားတော်ကိုထัจချက်မကွာလိုက်ပြီးတော့မှမကန်အကျိုးရှိတဲ့စကားကိုပဲဥသင်တို့ပြောကြားပါလိမ့်မယ်ဒီနေ့ဆရာတို့ပြောနေတယ်ဥသင်တို့ပြောနေတဲ့စကားတွေဟာအကျိုးရှိတယ်မှန်ကန်တယ်လို့ယုံကြည်လို့ဥသင်တို့ပြောနေတာဖြစ်တယ်ကြိုက်တာမကြိုက်တာနှစ်သက်တာမနှစ်သက်တာကနားထောင်သူကြည့်ရှုသူရဲ့အလုပ်သားလေးဖြစ်တယ် အဲ့ဒါဒါကြောင့်မို့လို့ဒီလိုမှန်ကန်ကြိုးကြည့်တဲ့ဇကားတွေကိုပဲဦးသွင်းတို့ဒီပြောဆိုကြမယ်ဆိုလို့ရှိရင်တာမာဝါစာဖြစ်ပါလိမ့်မယ်နော်မှုသားကင်းတဲ့ဇကားဖြစ်ပါလိမ့်မယ်ဒီဇကားတွေကိုပြောဆိုကြမှတာလေ तू ကနေထွက်လာတဲ့ဓာတ်တွေဟာအင်နာဂျီတွေဟာအငိမ့်တက်လို့ခေါ်တယ်ငိမ့်ချမ်းမှုနိဗ္ဗာန်ဓာတ်ကိုဆက်ရောက်ကြပါလိမ့်မယ်ဒါကြောင့်ဦးသွင်းတို့ဒီရဲ့ဇကဝိုင်းလေးကိုကြည့်ရှုနေကြတဲ့ပရိသတ်များ စုံလင်ကွဲပြားတဲ့ဘာသာအယူဝါဒရှိနေကြတဲ့ပုံကောများအနေနဲ့ဒါတွေကိုမှတ်မှတ်သားသားရှိပြီးတော့မိမိတို့ရဲ့ပဝန်းကျင်မှာမိမိတို့ရဲ့နားထဲမှာအစိတ်ခတ်နေတဲ့မှုသားလို့ခေါ်တဲ့ဂျင်းအကြီးသားတွေဂျင်းသေးသေးလေးတွေဂျင်းအလတ်သားတွေဒါတွေအားလုံးကိုဉာဏ်ပညာနဲ့အားလုံးဖယ်ရှားနိုင်ပါစေကြောင်းပြောကြရင်းနဲ့ဘုသူ့သကပိုင်းကိုနိဂုံးကပါသုံးသားပါတယ်ခုလိုလာရောက်ဆွေးနွေးပေးကြတဲ့မော်လနာဟာဖိကာရီဆရာဦးစွန်နေဦးနော်တက်ကတော်ဆရာတရာပေသူတို့ကိုကျေးဇူးများစွာတင်ရှိပါတယ်ကျေးဇူးတင်ပါတယ်တင်ပါတယ်ဦးဇင်းတို့ရဲ့ နိုင်ငံဟာမှုတော်ဝါဒနှွန်တွင်းကိုဘလို့တက်သင်းခဲ့ကြသလဲဆိုတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့မှဆွေးနွေးခဲ့ကြတဲ့ဆွေးနွေးချက်ဒီခုံပိုင်းမှာဖြစ်ပါတယ်။မိမိတို့ကိုယ်တိုင်ကမှုတော်ဝါဒပိသုနာဝါစာဖုဒ္ဓဝါစာတမ္ပပလာပလို့ခေါ်တဲ့ဝတိဒုဒ္ဒရိုက်၄ပါးကိုရှောင်ကျဉ်နိုင်ပါမှတမ္မာဝါစာအဖြစ်နဲ့မိမိတို့ရဲ့ပြောစင်မှုတွေကိုပြောင်းလဲနိုင်ပါမှတာယာလှပငင်းချမ်းတဲ့နိုင်ငံတော်တစ်ကိုထူထောင်နိုင်ကြမှာဖြစ်တဲ့အတွက်မိမိတို့ရဲ့ နှလုံးသားတွေကိုတန့်ရှင်းအောင်ဖြူစင်အောင် ထားပြီးတော့မှမှန်ကန်သောပြောဆိုမှုမှန်ကန်သောရည်တည်မှုတွေနဲ့အတူနိုင်ငံတော်တစ်ကိုဝိုင်းဝန်းချီတက်ကြပါစို့လို့ပြောကြားရင်းနဲ့ဒီဆွေးနွေးချက်ကိုညီကုန်းကပ်ဆုံးသတ်အပ်ပါတယ်အားလုံးကိုကျေးဇူးများစွာတင်ရှိပါတယ်